ာခဲ့ဟုတ်ကဲ့ကျမရဲ့မိကတော့ဝေလရတနာဓမ္မစာပေတင်တယ်မှာတင်နှံမှုဆရာမဖြစ်သူမဟာတက်မတ်ဇောတိကတ္တစာဒေါခင်တန်ကောင်လူမှုထွေးချုံလေးဖြစ်ပါလိမ့်ရှင်โอเคပါကျမတို့တွေကနေပြီးတော့အခုပေါ့เนาะမြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာဖွင့်ချုပ်နေဆက်တောင်းတန်းဒေသရန်ကုန်တိုင်းသာသနာ့နှုတ်ကအတင်းကြီးရဲ့ နရန်ကုန်တိုင်းပြန်ပြောမယ်နော်ဟုတ်ကဲ့ကျမတို့တွေကမြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာဖွဲ့ချုပ်နေဆက်တောင်တန်းတေတာရန်ကုန်တိုင်းသာသနာ့နှုတ်ကအတင်းကြီးကနေဖွင့်လှစ်တဲ့အခုရင်ကျိလိမ့်မှာဆရာပြည့်မောမန်တင်တန်းဒီတင်တန်းလေးမှာလာရောက်ပြီးတော့မှအတူရင်ကျိလိမ့်မှာတင်ကန်းစာတွေပေါ့နော်တားငယ်တမငယ်တို့အတွက်အကျိုးရှိမဲ့ဓမ္မစာပေတွေကိုပြန်လည်မျှဝေတဲ့တင်ကန်းစာတွေကိုပို့ချပေးမှာဖြစ်ပါတယ် โอเคဒီမှနေနေရင်ကျေးလေးမှာဆံပြစ်တင်နှန်းတွေကိုပို့ချပေးတာဆိုလို့ရှိရင်2012ခုနှစ်လောက်ထဲကစတင်ပြီးတော့ပို့ချပေးခဲ့ပါတယ်ပို့ချပေးတဲ့နေရာတွေကတော့အထကအာလကအမကအစရှိတဲ့ចောင်းတွေမှာလည်းပို့ချပေးတယ်နောက်ပြီးတော့ဖိတ်ကြားတဲ့အဲတိုင်းနယ်ပြည်နယ်တွေမှာလည်းပို့ချပေးတယ်အခုရန်ကုန်တိုင်းတန်တနာနှုတ်ကအတင်းကြီးမှာလည်း အတူလက်တွဲပြီးတော့ပို့ချပေးတာဆိုရင်ဒါနှစ်ကြိမ်မြောက်ရှိပြီဖြစ်ပါလိမ့်ရှင်โอเคပါရင်ကျေးလိမ့်မာတရားဆိုတာကအမတန်အရေးကြီးပါတယ်။ဘာဖြစ်လဲဆိုတော့ဇာတိတပိုင်းကိုပြုပြင်ပေးတဲ့တရားမဟုတ်လို့ပါ။အာ တောင်းငယ်သမီးငယ်များအတွက်ဇာတိတဆိုတာကတကယ့်ကိုပဲအသက်သေးခွဲဖြစ်ပါတယ်။နောက်ကလေးတွေမှာပေါ့နော်။ဗလ၅တန်ဆိုတာအရေးကြီးပါတယ်။ကာယဗလ၊ညာနာဗလ၊ဇာတိတဗလ၊မိတ္တဗလ၊ဘောကဗလပေါ့။အဲ့ဒီဗလ၅တန်ထဲမှာဇာတိတဗလကြံ့ခိုင်မှာတောင်းငယ်သမီးငယ်တွေကမိမိတို့ရဲ့ပတ်ဝန်းကျင်၊ရက်ခွဲလူမျိုးနိုင်ငံတော်ကိုအကျိုးပြုမှာဖြစ်ပါတယ်။ဇာတိတဗလရင်းရင်သွားပြီဆိုရင်ကျန်တဲ့ဗလ၄ခုနဲ့ပါပေါင်းဆက်ပြီးတော့မှာ အဖြစ်လုပ်ငန်းတွေစီကိုဥတည်နိုင်ပါတယ်။ဒါကြောင့်မို့လို့စာရိတ္တပလတွင်ကောင်းမွန်စေဖို့အတွက်တားငယ်သမီးငယ်တို့ကို ပြုစုပြင်ဆင်ပေးဖို့ဒီလိုသင်တန်းတွေများစွာလိုအပ်ပါတယ်ရှင်။ဆရာမလေးရောဗာလန့်ဆက်ပြောကြားဆက်ရှင်။ဟုတ်ကဲ့ဆရာမအနေနဲ့ကတော့ဒီလိုသင်တန်းလေးတွေကို များများဖွင့်ပြတာပိုကောင်းနေနောက်ပြီးတော့ဆရာမအနေနဲ့လည်းတတ်နိုင်တဲ့ဘက်ကနေပြီးတော့ပါဝင်ပြီးတော့ဆောင်ရွက်လုပ်ကြိုင်ကောင်းမယ်ဆိုတာလေးကိုကြော်ကြားလိုပါတယ်။